ကြာသာပတင်းနေမွေးသူအားလုံးမင်္ဂလာပါ2025ဇူလ10ရက်နေ့နေ့14ရက်နေ့တော်တွင်မှာလက်ပွေမဲ့ကံကောင်းမဲ့လူရပြည့်စုံမဲ့ရည်မှန်းချက်အောင်မြင်မဲ့ငွေကြေးကံကောင်းမဲ့အလောက်ကန်စီးပွားတိုးတက်မဲ့ရှင်ပြိုင်မှုမသမျှအောင်မြင်မဲ့ရှင်းဆွေးဘဝနဲ့ပုံမြင့်တဲ့နေထောင်ကိုပြောင်းတိုးတက်ပြီးတော့လူရစန္ဒမှန်သမျှကိုတိတိကျကျခံရမှန်မှလက်တွေ့ကျကျလောက်ကန်ကြိုးပေးလိမ့်မယ် လုပ်ငန်းဝင်ငန်းသူတွေဝင်ဝင်လုပ်ငန်းတိုးတက်မယ်ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေရင်းနှီးမြှုပ်နှံမြန်မာကောင်းသောကျိုးမြတ်ရမယ်ဒီကာလအတွင်းဆုံးဖြတ်ချက်တွေကုန်မှန်မယ်ပညာရှာသူများလိုရာပြည့်စုံမယ်ဒီရက်နေ့အရာရာဆင်ပြေပြီးတိုးတက်တဲ့နေ့ကိုယ့်ရက်နေ့ရံပတိဘက်ကရနေကြုံမယ်ဆယ်ရက်နေ့အဟောင်းတွေစစ်ပြန်ဖြစ်မယ်ပြဿနာတွေဖြေရှင်းနိုင်မယ်ရပိုင်ခွင့်ဟောင်းတွေပြန်ရမယ်၁၇ရက်နေ့ထူးထူးခြားခြားပြဿနာနှစ်ခုဖြေရှင်းပြီးအဆင်ပြေသွားနိုင်တယ်ပြိုင်နေတဲ့တစ်ခုနဲ့မကလည်းတို့ကိုလုံးလို့ရတယ် စနေနေ့တပားသူအောင်အောသောအောင်လုပ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စကိုဖြစ်အောင်လုပ်လို့ရစက်သောရနေ့မှာ နာရီကိစ္စအခက်အခဲကိစ္စတပားသူကြမ်းမိုက်ကိစ္စအတွက်လိုက်လံကူညီရတတ်တယ်ဆက်လေးရနေ့မှာပေါ်ပေါက်လာတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုယ့်အတွက်အထူးတလဲကောင်းတဲ့နေသားကိုရရှိပဲဒီကာလအတွင်းဂျူလ10ရက်နေ့မှာထူးခြားတဲ့စွမ်းသက်တည်းနှစ်ခုရှိနေတယ်ဂျူလ10ရက်နေ့ကနေုံလာပြည့်နေ့နဲ့တိုက်ဆိုင်တယ်နေုံလာပြည့်နေ့ဟာပဒောက်ပင်ဆက်ပြုတ်ရတဲ့နေ့ဖြစ်တယ် ပတောက်ပင်ကိုစိုက်ပျိုးခြင်းဖြင့်ထူးထူးခြားခြားကောင်းတယ်တနှစ်မှမှတည့်ရဲ့ပတောက်ပင်ကဒီရက်မှဆက်ရင်တကိုးရှိတယ်ခြံဝင်းရှိတဲ့သူတွေခြံတောက်လေးတောက်မှာပတောက်အကိုင်းနဲ့ထိုးပြီးဆိုက်လိုက်တခုတည်းမြရာကင်းတယ်အန်ဒီအကင်းဘေးရှင်းတယ်ဘေးဥပကင်းတယ်အိမ်နေမှာလဲအိုးနဲ့ဖြစ်စေမြေမှာဖြစ်စေနေရာခက်ခဲရှိရင်လဲစိုက်ထားပေးပါတပင်အပင်ကြီးလာရင်တော့ဘုန်းကြီးကျောင်းတူလိုက်ပေါ့ ရှိသမျှကာလပတ်စိုက်ထားသမျှကာလပတ်အနေကင်းတယ်။နောက်ဆယ်ရက်နေ့ဂျူညက်ထူကြချက်တကူကလာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်တယ်။လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ရင်လက်ခေါ်လက်ကောင်းလက်ပွင့်စေတဲ့အစီရင်ညနေ3နာရီချိန်မှာဇီးပင်ရဲ့အရှိတောင်ကိုင်းကဇီးကိုင်းခဲရလုံးသားသားလက်ညှိုးလက်မသားသားကဲကိုဖြတ်ရှစ်လက်မလျားဖြတ်ပြီးအခောက်ခွာရွှေရောင်တုတ်ပြီးအလုံးနေရာဝင်းကျင်နေရာမှာ ထားထားလိုက်ပါ ရောင်းကျင်တာရှိတို့ပြီးအမြန်ထွက်စေဆိုရင်ရောင်းကောင်းဝယ်ကောင်းဈေးခေါ်ကောင်းနဲ့အစီရင်ရလက်တွေ့ဆန်းသက်နိုင်တယ်ဒီကလာတော်တွင်မှာအဓိကလူတွေနဲ့ဆက်ဆံတဲ့ခါမှာတနင်္လာအင်္ဂါဗုဒ္ဓနေ့မွေးစုတွေကောင်းကျိုးပေးတယ်ဒီကနေ့စနေဒုက္ခပေးတတ်တယ်ရှစ်ကိုခွန်ကနန်းနေကျိုးပေးတယ် ရာရင်ရောင်မိခိုးရောင်နဲ့ပြောင်းနေသုံးရမယ်။ရွှေရောင်တွေ့ကြိတ်တစ်ခုနဲ့ငွေရောင်တွေ့ကြိတ်တစ်ခုနဲ့တစ်ခုချိတ်တွေ့ပြီးပိုက်ဆိုင်တဲ့ထဲဆောင်လိုက်ပါ။ထူးခြားစွာကောင်းတာပါပဲ။ကျေးဇူးတင်ပါတယ်။